မင်္ဂလာပါခင်ဗျာမြမ Stories World Channel လေးကနေပြန်ပြီးတော့ကြိုဆိုလိုက်ပါတယ်အခုကျွန်တော်ဖတ်ပြပေးမယ့်ဝတ္ထုလေးကတော့ဆ ्याम ာကြီးနုနုကြီးအင်းဝါရဲ့ရိုးပြမြေဝဲမြည်စီတော်ဆိုတဲ့ဝတ္ထုတူကလေးပဲဖြစ်ပါတယ်နားတော်တာဆင်တော်မူကြပါခင်ဗျာစိမ့်မြတော်တည့်ရွယ်များကြာမှမြို့ပတ်ယထာ ပြတ်တန်းသားဒီကိုလမ်းမြေရာဤယထာလမ်းပေးတစ်ဖက်ရှိ ပေါက်ပင်များတွင်လိမ္မော်ရောင်ပေါက်ပန်းများ ပင်လုံးကျွတ်မြ၊လှပစွာဖူးပွင့်နေကြသည်။အေးဒီကကစွန်းရွက်အဘလာဤအော်တန်သည် ကြည်လင်စွာထွက်ပေါ်လာ၏။အော်တန်အဆုံးတွင်တန်ရှည်ဆွဲသောပုံကတမူထူကြသည်။ထူကြရပေမပေါ်တချင်းမောင်းမြောင်များစွာကိုအရှိုက်အဟဲအမျိုးမျိုးဖြင့်တီဆူခဲ့သောပါဇက်ဆိုသောအကျင့်ကဖြစ်နေပြီ။အဘလိုင်းအတန်ကိုတစ်ချိန်ကနဝင်ချိုခဲ့ကြသော ပရိသတ်တချို့တလီဆိုရင်ဖြင့်ရုတ်သေးမင်းသားဇဘယ်လာ၏အတန်ဟုချက်ချင်းမှတ်မိကြပေလိမ့်မည်။သို့သောအကွက်မပေါ်တော့သော လုံကြီးအနွမ်းဂျေးထထက်နှင့်အင်ကြီးကုတ်ပြဲကြီးကိုဝက်ကကစုံရွက်အထန်းကြီးကိုထန်ထသောမင်းညင့်ညက်အဖိုးအိုကိုဟိုတစ်ချိန်လုံးကထောင်စဉ်ပြုံးနေတတ်သော လူပုံချောနှွဲ့နှဲ့ရုတ်သေးမင်းသားဇဘယ်လိုက်မှဟုပြောလျင်တော့မြည်သူကမှယုံလိမ့်မည်မဟုတ်ပါ။ ။ตาหยาฉုံမြသောအတန်ဖြင့်တခြင်းတစ်ပုတ်ကိုစူလိုက်ပြီလားဆိုမှဖြင့်ပွဲကင်းတခင်လုံးတုတ်တုတ်မလုံငြိမ်ကြစေခဲ့သောစပယ်လိုင်းစပယ်လိုင်းမှစပယ်လိုင်းတလိုင်းနဲ့လှိုင်ခဲ့ကြသောခေတ္တခေတ်သည်ဝေးစွာကြံ့ရည်ခဲ့လေပြီ။အဘလိုင်းသည်မဲညင်ကြမ်းထော်နေသောလမ်းများဖြင့်တဘိုးကိုတင်းကျပ်စွာစုံမိသည်။နေပူမရှောင်မိုးရွာမရှောင်ကစွန်းရရောင်းရသည့်တန်ကြောင့်အဘလိုင်းမျက်လုံးတွေကပုံလာပြီအေးလီ ရုပ်သေးခင်တစ်ခစ်ကိုဆောင်းရင်သမီးနဲ့သမတ်တို့တရာစီရန်တစ်ဖက်က ကစုံရဲ့ရောင်းခဲ့ဒီမှာကြာပဲကြာလှပေါ်လိမ္မော်ယောင်ပောက်ပွင့်များကိုမြင်ရတော့လုံးခဲ့သောနှစ်30ကျော်ကရုပ်သေးစဉ်ပေါ်တွင်တဘိုးတဲ့ပေါက်လဲရဲတဲ့ငုံစီစီဖူးရန်ငါချီဟူသောယာတီဖွဲ့ကိုအပါတရားဆိုခဲ့သည်ကို အပလိုင်းအမှတ်ရ၏ကိုတော်ဖះဆိုသောလက်ဆွဲ၏အတန်ကိုကြားရောင်း၏ နူးညံ့ပျော်ပြောင်းသောလက်နက်ဖက်ဖြင့်မင်းသားယုတ်လေးကိုကျွမ်းကျင်လှပစွာကပြနေချိန်တွင်စပယ်လိုင်း၏ပန်းနှုတ်ရောင်ကောင်းပေါင်းသည့်လေဝဲတလွင်လွင်နှင့်လင်သည်၏မျက်နှာကိုအထင်ကြီးအားကိုးစွာငေးမောကြည့်နေတတ်သောဇနီးသည်မေရွှေမြင်ကလည်းရေဘူးရေချမ်းကမ်းလှမ်းရန်ဘီးနားတွင်အယံသည်မင်းသားအလှဲ့မရောက်ခင်မရွှေမြင်တယုတ်တရချုပ်ပေးထားသော လဲထိုင်ဖုံလေးမှာထိုင်၍စောင့်တီမှာလဲတက်တောင့်တက်တာရှိလာ၏။အော်လင့်ပါရမီကိုအဖက်ဖက်မှဖြည့်ခဲ့သောမတ်ရွှေမြင်တယောက်ခုတော့အိယာပေါ်မှာနာတာရှိယောဂတဲ့ဘဝနဲ့လဲခဲ့ပြီ။မွေးထားသောသားသမီး6ယောက်ကလည်းတယောက်တလီမှအမှုပညာသွေးမပါခဲ့ကြ။အဘချီယာကိုနင်းမြည်သူဆို၍တယောက်မှမပါခဲ့ကြပဲပြန်ကြအလုံးများဖြင့်တကွဲတပြားစီအဆူဆုံးကအဘပညာကို နင်းနေမှအထင်မကြီးခြင်းမင်းဒီ။အော်ဒင်းတို့မှာပါရမီမပါလို့ပါပဲဟုအဘဖြေသိမ့်ခဲ့ပြီမဲ့သာသမီများဤအဖေကလည်းဇက်တန်ကြီးနဲ့စကားမပြောစမ်းပါနဲ့။အဖေတခါကယုံသီးကားတယ်ဆိုတာရှောက်ပြောမနေနဲ့။ဟူသောတန်များကိုကြားလင်တော့အဘအရင်နာရဤ။ဒင်းတို့အမေမဲရွှေမြင်ကတော့သူတို့နှကောင်းရှုံသောဇက်တန်ကိုယူရစွာဝေးမြူပေးခဲ့သည်။ ဒင်းတို့ငငယ်တွင်ရုပ်သေးခစ်တိန်ကောစာပြုဝီမှုအဘနှင့်ဘားရွှေမင်းတို့အလုံမျိုးစုံလောက်ကရှာဖွေကျွေးမွေးခဲ့ရသည်ပင်ပန်းဆင်းရဲခဲ့ရသည်အခုထိလည်းသမီးနှင့်သမတ်တို့၏အညူညင်ခံလျက်ပင်ပန်းဆင်းရဲစွာဖြင့်အဘယုံခံရတော့အထင်သေးစောကားသောစကားများကိုကြားနေရတော့မည်အဘသပြင်းတစ်ချက်ကိုခြာရင်တဘိုးကိုပခုံးပြောင်းသည်ကစွန်းသုံးလေးစီးကနွမ်းဖက်ဖက်နှင့်ကြံနေပေသည်အဘကသူသမီးများပြောလို့ရှိသော ဇက်တန်နဲ့អော်ပြန်လီအေးဒီကကစွန်းရွက်뇌우디ပူလောင်အိုက်ဆက်နေ၏။ကြမ်းကြဲကြဲများကြားမှချင်းများအဆုတ်လိုက်ဝင်လာကြသည်။အဘကချင်းများကိုပဆိုးစုပ်တစ်ထည်နှင့်ရမ်း၍ဖွားရှင်မြင်၏။ခြေတလုံးပိန်ပိန်လေးများကိုအသာဆုပ်ပေးနေ၏။အင်းအရင်ကဆိုအဘအလှဲ့ကပီးပြီးဆိုမှဖြင့်ကိုရင်ညောင်းနေမှာပေါ့ဟုဆိုကား အိတ်မပြုံမချင်းနှိမ့်နေပေးတတ်သောမရွှေမြေအခုတော့ဘာအလဲပေါ်တမီးဖြစ်သူကတော့ဘိုင်ကြီးတကားကနဲ့အိတ်ပေးပြီဟဲ့ကောင်းမသိနေပြီလားဟဲ့တဲရှိမှတမတ်လုတ်သူကြီးအတန်ကြောင်းအဘမိခွက်ကိုယူ၍ကြပြကြရာဆင်းခဲ့ဤသူတမတ်တယောက်တည်းမဟုတ်ချေစိုက်ကားပေါ်တွင်လူစိမ့်တယောက်ကထိုင်လျက်တမတ်လုတ်သူကအရက်နဲ့တထောင်းထောင်းနဲ့အဘနာကတ်လာဤဒီမှာဘို့ဤ ခမရတိယတိယလှုပ်ထားတဲ့ဟိုမင်းသားရုပ်ကိုယူခဲ့သမှာဒီမဲ့ဒီအကိုကဝယ်မလို့တယ်သိလားအလိုဖះဖះအဘဖះတာမိသွား၏ဖွားရွှေမြင်ဤမိမ့်နေသော မျက်လုံးလေးများပွင့်လာကြ၏ကိုရင်မယောင်းနဲ့ဟူသောအတန်တူးတူးလေးကိုကြားရ၏အဘဤကိုဘွားမင်းသားရုပ်လေးစပယ်လိုက်တည်သည့်အထိမခွဲမခွာ ယူမီဖြစ်သောအမျက်နှိုးဆုံးပစ္စည်းလေးအဘအသေးသာခံမည် ဘယ်တော့မှမရောက်နိုင်။ဘာကြောင့်နေတာလဲဗျာ။အတော့မကြတဲ့အယုတ်ကိုဝယ်မယ်ဆိုလို့အံ့ဩနေရလား။900တောင်ပေးမှတယ်ဗျာ။900 900တမကလငားချောင်းထောင်ပြရင်မူးမူးနဲ့អော်နေ ਈ ဆိုင်ကားပေါ်မှာလူစင်းကဟုတ်တယ်အဖ900ပေးပါမယ်နိုင်ငံသားတွေကိုရောင်းမှုဟုတ်ဝင်ပြောပြန်သည်အဖဤနှလုံးတဲဖို့ကိုဆုတ်ချခြင်းခံနေရပြီဖွားရွှေမြင်ဘေးနားမှာမင်းသားရုပ်လေးထည့်ထားသောတစ်ခေါက်ဖာကို အဘရင်မှာပွေရင်နာကြီးစွာပြန်អော်၏မရောက်ဘူးမရောက်ဘူးဘလောက်ပြီးပြီမရောက်ဘူးအဘအော်တန်ကြောင့်တမိဖြစ်သူက ပြူတူပြဲတဲ့နဲ့ထလာ၏အဖေယူနေတာလားရင်ငွေ900ဆိုတာနည်းလားစိုက်ကားပြင်လို့ရတယ်အမေဆေးကူးလို့လည်းရတယ်နားလေလားပြိလိုက်စမ်းပါဒီရုပ်ကိုလှမ်းလာတော့တမိဖြစ်သူ၏လက်ကိုအဘပုတ်ချပြစ်လိုက်သည်ကျုပ်ဆေးမကူးခြင်းဘူး ဒီရုပ်ကတော့မပေးနဲ့ဟူသောဖွားရွှေမြည်အတန်တုံတုံလေးကိုအဖဝမ်းနဲ့ပတ်လက်ကြည့်ရင်တမီနင့်အမေကိုနေမတနာဟုတ်လားအဖေကိုတတ်ချင်တတ်သွားဒီရုပ်ကတော့မပေးပြရသေးနဲ့ဟုတောင်းမှန်သောအဖအတန်ကရှိုက်တန်ပါလာသည်ကဲပါဗျာဒီလောက်မှမရောချင်တာဇုံးမလုပ်ပါနဲ့တခြားမှာသွားရှာလိုက်ပါမယ်လူစင်းကဝင်ပြောသဖြင့်ရှီတိုးလာသည့်တမိတ်ချီလန်းများတန့်သွားကြသည် ဖះဖះဖះတကူတော်ပြီပဲကျေးဇူးကြီးလာပါတယ်မောင်မင်းကြီးသားရေမြ мян သွားပါတော့တမတ်ဖြစ်သူက မကြောက်ဝင်မနာတာစကလုံးများကိုရေရွရင်လူစိမ့်နဲ့ထွက်ခွာသားသည်တမီဖြစ်သူဤခြေတံကတဲပြူမတက်ပြင်းထန်လှပေသည် မျက်ရည်များပြည့်ရှမ်းသောမျက်လုံးအစုံဖြင့် ဖွားရွှေမြင်ကအဘကိုစိုးရိမ်တကြီးကြည်နေသည်အဘရင်းနှီးရပြန်ပြီမဲရွှေမြင်ရဲ့ ညီအခုတည်းငါအပေါ်မှာပါရမီဖြည့်နိုင်တော့မှာပဲလားထိုစဉ်ကတကောက်ဖာလေးကို ထထဆန်းရင်အပါတညာလုံးအိတ်မပြောခဲ့ပြီမင်းသားယုတ်လေးစပယ်လာဤမျက်နာပြုံးပြုံးလေးမှာအသက်ဝင်လာသည်မင်းသားချိတ်ပစိုးအဝါရောင်မှာအယောင်မိန်စပြုတ်နေတော့လေမင်းသားယုတ်လေးနဲ့လိုက်ဖက်နေတော့မြင်ခေါင်းပေါင်းမှချွေချင်းငွေချီလေးများကတက်လက်လက်တောက်ပနေသေးသည်မင်းသားယုတ်ကလေးကိုငေးကြည့်နေကြတော့ အဖွားဦးနဲ့အဖိုးဦးတို့၏မျက်လုံးများကအနုပညာအချစ်တိစိတ်ဖြင့်နုပြူရွှန်းလန့်နေကြပေသည်ကျိုးလေးများကိုအသာအရာကင်တွယ်လိုက်ချိန်မှာအနုပညာပိုးသည် ကျိုးလေးမှတဆင့်အဖလက်ဖျားစီသို့စည်းဝင်လာပေပြီအဖ၏ကြမ်းတမ်းသောလက်များကကျွမ်းကျင်စွာလှုပ်ရှားစွာပြူသည်ဒူပြိုင်ကူလိုက်တစ္ဆာစကားတိုင်းတန်သာလီကန်းတိုင်းဒူပြိုင်ကူးမယ်စုထူးငယ်ပန်ရွယ်သွန်းချစ်လို့ရေမကုန် ဝတုံဤမည်ကြားသည်စီတက်တည်ညူအိယာပေါ်မှာကြည်နေသောဖွားရွှေမြင်းဤငွဲတည်သောမျက်လုံးလေးများတောက်ပလာကြသည်အော်အမှုပညာကိုချစ်သည့်မတ်ရွှေမြင်းအခုထီလဲသူ့မှာမယိုးနိုင်ရှာသေးပါလားတမိနဲ့တမတ်တို့မရှိသောအချိန်များတွင်အဘလိုင်းကို ကပြခိုင်းမြင်ကပြတိုင်းလဲဒီလိုပင်ဖွားရွှေမြင်းမျက်လုံးလေးများကရှင်လန်းတောက်ပလာစမြဲပင်ဒါပေမဲ့ရဲရဲလေးသာရှိတော်သော ဖွားရွှေမြင်းကိုကြည်၍ဒီအချိန်ဟာဖွားရွှေမြင်းကိုနောက်ဆုံးကပြအရာချင်းပြီလားဟုတွေးကာအဘလိုင်းရင်နေရ၏။အော်တခြင်းတစ်ပုတ်တောင်ဆုံးအောင်မဆူထက်ပေမဲ့အနုပညာဝါဒနာကြီးလာသည့်မတ်ရွှေမြင်းလွန်ခဲ့သည့်နှစ်ပေါင်း30ကျော်ခန့်ကခေစားခဲ့သည့်ရုပ်သွေးပွဲမှန်သမျှထီကနေစုမတ်ရွှေမြင်းတို့ရှေ့ကရောက်ခဲ့၏။ညာဦးကလှပစွာပန်ဆင်ထားသောပြောင်းမှုပွင့်လော်ပန်းကုန်းကိုတပွင့်စီဖြုတ်စားကာ ပတ်စာခွာဖြာသိမ့်သည့်ထီကြီးရင်မင်းသားကြီးဦးစပယ်ကြိုင်တီထောင်သားသောရုပ်သေးအဖွဲမှမင်းသားလေးစပယ်လိုင်ကိုဆွဲလန်းခဲ့၏ထို့နောက်တွင်ကအညာမျိုးလေး၏မျက်နှာဖုံးမတ်ရွှေမီမိဘများအလူဒါနပြူတိုင်းစပယ်လိုင်တို့ရုပ်သေးအဖွဲကာခဲ့ရ၏အတန်ကောင်းယုံမကလူပုံချောသောကိုစပယ်လိုင်နှင့်မေတ္တာမျှခဲ့ကြပြီးမတ်ရွှေမီတို့၏တခုသောအလူပွဲတွင်ကိုစပယ်လိုင်နောက်ကိုကောက်ကောက်ပါအောင်လိုက်ခဲ့၏အညာမှအောက်ပြေးအောက်ရွာသို့ပြေးခဲ့ပြီး တခြားယူသေးဆက်တစ်ဆက်တွင်ကိုစပယ်လိုင်းကိုဝင်ကစေကမတ်ရွှေမြင်းကနောက်ပိုင်းမှပါရမီဖြည့်ခဲ့၏။ယူသေးခေတိန်ကောစာပြုချိန်တွင်လည်းရရအလုတ်ကိုလှုပ်ရင်းကိုစပယ်လိုင်းကိုအားပေးကသားသမီးများနဲ့ရုန်းကန်ခဲ့ရသည်။သားသမီးများအရွယ်ရောက်စာပြုချိန်တွင်တော့တတိသမီးမတ်ရွှေမြင်းတယောက်ပင်ပန်းသည့်တံဖြင့်အိယာထက်လဲခဲ့သည်မှာယနေ့တိုင်းပင်အဘသခင်အဆုံးတွင်ကိုရဲ့အတန်ကကောင်းသေးတာပဲဟူသော ကပြပြီးတိုင်းပြောမယ့်စကားကိုအဘလိုင်ကြားရ၏အဘလက်ထဲမှမင်းသားရုပ်ကလေးပစိုးပြားလေးကိုဖွားရွှေမြည်ပိန်လီသောလက်ချောင်းကလေးများကအရင်ကလိုပင်တည်ယူတရားပုတ်သက်ပေးနေရင်ကိုရဲကျုပ်တို့နည်းနည်းနေကောင်းရင်အညာကိုပြန်ကြမယ်နော်အဘကခေါင်းကိုတဆက်ဆက်ငြိမ်ပြသည် ဖွားရွှေမြည်ကတိုးတိတ်သောအတန်နဲ့ဆက်ပြောပြန်သည်ကျုပ်လေး ဒီမှာမသေးခြင်းဘူးအညာမှာပဲသေးခြင်းနဲ့ကိုရင်ရဲ့ကျုပ်သေးရင်လေအညာထုံးစံတယ်အတုပါချပါနော်အိယာရဲလဲသည့်အချိန်မှစ၍ပြောသောစကားကိုအဖရင်နာစွာကြားရပြန်သည်။ဖွားရွှင်ပြင်ပြောသောအညာထုံးစံမှာအတုပချသောအခါလွမ်းဆိုချီခွဲဝယ်ကောင်းသောအတုပရှုတခြင်းကိုဆိုကာစိုင်းတီး၍ခြားခြင်းပင်သည်။အတုပရှုတခြင်းအဆိုတော် အတုပချရာတွင်တီးသည့်ဆိုင်ဟူ၍တတ်သက်ရှိ၏တတ်နိုင်သူများကရှေ့ဆိုင်နောက်ဆိုင်နှင့်ခြားကြသည်အင်းအညာသူအနုပညာဝါသနာရှင်ကြီးဖွားရွှေမြင်းက သူသေးလင်းတော်မှဆိုင်နှင့်ဝိုင်းနှင့်တေးခြင်းရှာသည်ဒါပေမဲ့အဖအဖွားရွှေမြင်းကိုမတေးစေခြင်းသေးပါ သူပတ်ဆက်ရှိလင်ဖွားရွှေမြင်းကို နေကောင်းအောင်စေးကူပြီးနှစ်ယောက်အတူတွဲကရုပ်သေးတစ်ခိကိုပြန်လဲထူထောင်ခြင်းမာသည်သည် ပြန်လည်ဆန်းသစ်လာမိရုပ်သေးတစ်ခစ်ကိုအဘမျောလင့်ခြင်းမာသေးသည်အဘလိုင်လက်ထဲမှဖွားရွှေမြည်လက်ပိမင်းကလေးမှအေးဆက်ဆာပြူလာကြပေသည်ဖွားရွှေမြည်သည်အသက်ကိုပေပန်းစွာရှူရင်းမိမိန်သောမျက်လုံးကလေးများကိုကြိုးစားဖွင့်နေရှာသည်ဖရာဖရာမဲရွှေမင်းရဲ့နောက်ဆုံးအချိန်ရောက်ပြီထင်ပါရဲ့အဘလိုင်ဘာလို့ရမည်နီဆရာဝန်ပြီးခေါ်မှထင်ပါရဲ့မဖြစ်နိုင်ပါဘူး အဘလိုင်းမျက်မှန်လုံရန်ဆူထားသောချက်တံဆဲရွက်ကိုတင်းကျပ်စွာ ဆုပ်ကရင်ခေါင်းကိုရမ်းမိသည်အဘလိုင်းတက်နိုင်သည့်အလုပ်ကိုပဲလုပ်ရပေမည်အဘလိုင်းသည် ဖွားရွှေမီမျက်နှာအနီးတွင်ဖျားစာကိုဖြင်းညင်းစွာ စာရွက်သည်ငြိမ်သက်စွာနားထောင်နေသောဖွားရွှေမင်းကိုကြည့်ရင်အဘလိုင်းမျက်ရည်ဝဲစာပြူသည်ဖွားရွှေမင်းကပါဇက်လေးကိုမတိမတားလှုပ်ရင်းစကားပြောရန်အာယူသည်ကိုရဲ့ ကျုပ်တည်းအညာလို့အာတုပါချပါနော်ဘွားရွှေမြင့်အတန်ထူးထူးလေးကြောင့်ဘာလိုက်ရင်နာရပြန်ပြီစိတ်ချပါမရွှေမြင့်စိတ်ချဘာလိုင်ကအထက်ထက်ကောင်းကြီးတို့မှစိတ်ချသွားလေဟန်နဲ့ဘွားရွှေမြင်မျိုးလုံးကလေးများညင်သာစွာပိတ်သွားကြသည်အဘလိုင်အထက်ထက်ကောင်းကြီးတို့မှစိတ်ချသွားလေဟန်နဲ့ ွားရွှင်မြင်မျက်လုံးကလေးများညင်သာစွာပိတ်သွားကြသည်ထာဝရမိတ်သွားခြင်းပေသည်ဘာလိုင်တခြင်းဆိုနေစဉ်ရေခွက်ကလေးကိုအသင့်ကရင်ပြုံးကြည့်နေတတ်သည့်မတ်ရွှေမြင်ဆောင်းရာဒီပွဲညာများတွင်အေးမိပြီးအတန်ဝင်မိဆိုး၍တညာလုံးဂယုတဆိုင်ဆောင်းချုံပေးနေသောမတ်ရွှေမြင်ဈေးတောင်ကောင်းရွက်ကချွေးတန်ရွှဲရွှဲနဲ့ပင်ပန်းနေသောမတ်ရွှေမြင်မတ်ရွှေမြင်ရုပ်ပုံတော်အလုံးကမြင်အောင်လာရင်အဘလာရင်မျက်ရည်များက တပေါက်ပေါက်ကြလာကြပေသည်မဲရွှေမြည်ရဲ့ညီဟာရှောင်းမရှားတဲ့မိန်းမညီငါ့ကိုအမျိုးမျိုးပါရမီဖြည့်ခဲ့တယ်ညီစိတ်ချမ်းသာအောင်ညီရဲ့နောက်ဆုံးဆန္ဒကိုကျုပ်ဘလို့ဖြည့်ရပါမလဲအညာလိုအာတုဘချပါတဲ့အညာလိုဒီရန်ကုန်တွင်အညာလိုဘလို့လှုပ်ပြီးအာတုဘချရပါဘိနာမအတံပလန်များနဲ့ အဖေလှုပ်ရှားရှိတာလှုပ်ကြရအောင်လေဟူသောတမိအတန်ကိုကြားမှအဖလိုင်းပဝင်းညင်ကို တရိယလာသည်တမတ်လှုပ်သူဤဟောင်းဖွားဖွားနှင့်ပြောနေတဲ့ကိုကြားရ၏အရက်ထဲမှ လူအနေငယ်နှင့်အဖလိုင်းတို့တဲလီမတိမတာလှုပ်ရှားစာပြူလာပြီးအာတုဘအိမ်ကိုသို့သောအာတုဘအိမ်တိုင်းတွင်ကြားရလိရှိသောတီသူကိုတန်းတငွေကြေးတန်တို့ကကင်းမဲ့နေ၏အေးလေသူတို့အထွတ်တော် သုံးမကြတဲ့လူပိုတယောက်ရော့သွားတာပဲ။ဘာလိုက်နဲ့မင်းသားယုံလေးတို့အဖို့မှာတော့ကြီးမားသည့်ဆုံရှုံမှုကြီးတည့်ရပဲ။သူနာသူရောက်လာတော့တတ်မှတ်တဲ့လူကြီးများကိုအဘလိုက်အားကိုးစွာကြည်လိုက်။ဒီမဲ့ကျုပ်တခုလောက်ပြောပေးရစေ။မရွှေမင်းရဲ့အတုပါချဖို့အတွက်ဆိုင်းငါပြကြပါဗျာ။ကျုပ်တို့အညာလိုလေ။သူမသေးခင်ကတဖွာဖွာမှာသွားရှာလို့ပါဗျာ။နော်။အဲ့ဒါလေး အာအဖိုးကြီးဘာလို့လျှောက်ပြောနေတာတော့ဘယ်ညာလို့လဲဘာဆိုင်နေဒီမှာကားတော်မတက်နိုင်လို့ဒီတိုင်းထမ်းရှာမယ်ဟောကြံတော့နေနီးတာပဲကံကောင်းနေမှတ်ပါတမတ်လို့သူကခါခါတီတီညင်းနေဒီကြာမှာပဲအဘလိုက်စွတောင်းမှန်လေဒီမဟုတ်ပါဘူးကွယ်အဖေသူစန္ဒာလေးဖြည့်ဆည်းပေးခြင်းလို့ပါဖြစ်နေအောင်ကြိုးစားတော်ပါတော့ဗျာခမရဲ့ဇက်တန်ကြီးကိုဒါရံကုန်မြဖုံးစံမရှိဘူး ဘလို့မှမဖြစ်နိုင်ဘူးဗျာဘလို့မှမလုပ်နိုင်ဘူးကဲရှင်းပြီလားတမတ်လို့သူစကားအဆုံးနဲ့တော့အဘလိုက်တယောက်ခေါင်းငိုက်ဆိုင်နဲ့ဘာမှပြန်မပြောနိုင်တော့ပါကဲကဲတွားကြရအောင်ထမ်းမဲ့လူတွေလာဟေ့လူကြီးတယောက်ရဲ့စောဩဒံနဲ့အတူအတုဘရှုပရိသတ်အနေငယ်နဲ့ဖွားဖွားရွှေမြည်ဤအတုဘထန်းစဉ်သည် ထွက်ခွာရန်အသင့်ဖြစ်နေပြီနေဦး နေဦးလိုက်မမြင်ဘူးဘဲရောက်နေလေဟာအကြီးတဲ့အဖေကလည်းဘဲရောက်သွားပါလေသမီးဖြစ်သူကစူးစူးဆောင်းဆောင်းနဲ့ဟိုကြည့်ဒီကြည့်ကြည့်သည်ဒီဖူးကြီးတိတ်ပြဒနာရှုပ်တာပဲကဲသွားတာသွားဗျာအချိန်မရှိဘူးခုသမတ်ကပြောလိုက်တဲ့ဖြင့်ဖွားရွှင်မင်းအတုဘာထန်းစင်ကြီးဖြင်းညင်းစွာထွက်ခွာစားပြူသည် လူအနေငယ်ကနောက်မှလိုက်လျက်ငိုတန်ရှိုက်တန်ကင်းမဲ့စွာဖြင့် မဟာရန်ကုန်၏အချောက်တွေဆုံးအတုပအခမ်းအနားပင်သည်ဒီအခိုက်မှာပင် နေကြပါဦးနေကြပါဦးကျုပ်ကိုစောင့်ကြပါဦးအမောတကောအော်ပြောလိုက်တော့အတန်ကြောင်းလူအလုံးလှည့်ကြည့်လိုက်ကြသည် လင်ကွင်းတစ်ချက်ပူးချီထားသောဗျိုင်းနောင်ကို လွယ်လျက်တစ်ဖက်ကဒုတ်တူလေးကိုကင်ကအတုပထန်းစင်နောက်သို့အပြေးလိုက်လာနေသောအပါချွေးတွေရွှဲနေနေသည့်အပသည် သူ့ကိုအန်အော်ဒဂျီဝိုင်းကြည့်နေတော့သူ့တမတ်နဲ့သမီးအပါဝင် လူအလုံးကိုဘေးမဆိုင်ပါ သူကဖွားရွှေမြင်းဤအာတုဘထန်းစင်နောက်တွင်ကက်ကာရက်လိုက်သည် ထို့နောက်တွင်က လွမ်းစွခြေခဲပွဲကောင်းလာသောအညာဒေသဤအာတုဘရှုတခြင်းတန်သည်ရင်းနှင့်မွေရာ ပြန့်လွယ်လာလီတော့သည်ရွှေတုတ်တံမြေကိုလေးမောင်မဲတူမြဲရတော့မယ်တန်ဃာတော်များရဲ့က ကြီးညိုတရာပွားပါလို့တရားတော်တရားတော်နာဆိုလေဘာလိုက်လိုက်လဲကြည်ခွဲပဲဆွဲဆွဲငငင်ဆူလိုက်တော့တချင်းတန်တဲ့အတူရိုင်းတော်နဲ့လကွင်းတို့ကိုအချက်ချက်ချတိခတ်တန်ကလေးကလေးလေးမှန်မှန်ထွက်ပေါ်နေပေသည်မရှိမီကြီးရဲ့နောက်ဆုံးဆန်းတော့ကျုပ်တက်နိုင်တယ်ဖြေးဆွမ်းနေပြီလေ ညီကြီးနဲ့နိုင်ပါစေကိုယ်။ရိုင်းတော်ကိုတိခတ်ရင်အဘကတီးတူရေရွသည်။အဖိုးအိုဤမျက်ရည်ပူများကအဆက်မပြတ်တိခတ်နေသောဒုံထူလေးပေါ်သို့ပူပူပေါက်ပေါက်ကြာနေသည်။လူအများဤအံ့ဩတသင့်အကြီးများတမိနဲ့တမတ်ဤဒေါသအကြီးများဟဲအဖိုးကြီးယူသွားပြီထင်ပါရဲ့တနာเสียဟူသောတီးတူတံများအားလုံးကို အဘမမြင်ပါမကြားပါဒုတ်တူလေးကပြိုင်းတော်ပေါ်တွင်တဆက်ဆက်ခုံကလှူရှားနေစေရုတ်သေးမင်းသားကြီးဦးစပယ်လိုင်းဤလှိုက်လဲစွာတီဆိုတန်ကကြည်ကွဲပွဲထပ်ပေါ်နေမြဲပင်တန်ဃာတော်များရဲ့ကကြည်ညိုတရာပွားပါလို့တရားတော်တရားတော်နာလို့လေနုနုဤအင်းဝတပင်မဂ္ဂဇင်းဇန်နဝါရီလ 1985ဝတ္ထုလေးကတော့ဒီမှာပဲအဆုံးသတ်ပါပြီခင်ဗျာနားဆင်ပေးကြသူအားလုံးကျမ်းမာချမ်းသာကြပါစေခင်ဗျာ